မတရားတော့ဟိုကိုအရန်ကြိုက်တဲ့အတိုင်းပေါ့နော် အနေနှွေးယူဝင်နဲ့တအားဆုံးနေတယ်သူများတွေကတော့ဒီပြန်ပွဲဝင်တဲ့အချိန်မှာအနီ choice ကိုအရင်ကြောက်ကြတယ်ဒါပေမဲ့ကိုကအနီနဲ့စုံကျင်တာသူစီကကောင်းတာဆိုးတာကိုကြားကျင်တယ်ဒါပေမဲ့တော်တော်များများကတော့ပြန်ပွဲဝင်တော်တော်များများတော့အနီနှွေးယူဝင်တဲ့ဟိုပါလေ comment ပေးခံမှာကြောက်တယ်ဒါပေမဲ့ကိုက anti ကိုချစ်ကိုချစ်တယ်အဲ့ကကြတော့ ဘလို့ comment လေးညချခဲ့ရတာမျိုးလေးရှိတယ်အကုန်လည်းပတ်သက်ပြီးမရဆိုရင် anti ကသူကြိုက်တဲ့ဟိုဒေသရှင်ထဲမှာပါတယ်ဆိုပြီးတော့ကို comments ပေးတဲ့အပေါ်မှာတအားကြီးကိုဝမ်းသာခဲ့ရပါတယ်ခင်ဗျမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ဒါဒီနေ့ဘရော့ဝဲလေးကျောင်းတော့အမြင်လေးပြပြလို့ဟုတ်ဒီနေ့ကတော့ဝိဇာသစ်ကွင်းဆိုတော့ဇလန်တွဲလေးကတော့ပြပွဲပါဗျာဟုတ် ဒီစကားလေးကအဓိကဟိုတစ်ကွင်းပေါ့နော်မြန်မာလူမျိုးတွေကကျွန်တော်ခီးတွေပါသွားလို့ရှိရင်တစ်ကွင်းလေးတွေအဲ့လိုစားတောက်ဆိုင်တွေမှာဟိုချိတ်ဆွဲထားတဲ့အရာလေးတော့ဟိုတွေ့ဘူးကြပါလိမ့်မယ်အဲ့ဒီတစ်ကွင်းတွေရဲ့အသုံးဝင်ပုံရဲ့အဲ့ဒီတစ်ကွင်းတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့အဆိုးတွေအကောင်းတွေပုံမှာမူတည်ပြီးတော့ဟိုရိုက်ပြသွားမယ်ဇက်လန်တွဲလေးပါဗျာ ဒီကားထဲမှာကျွန်တော်ပရိသတ်မသိသေးတဲ့ဟာတွေအများကြီးပါအောင်လားအများကြီးပါပါလိမ့်မယ်ဘာလို့လဲဆိုတော့ तू ကအဲ့လိုဟိုထင်းကျော်ဆန်ထင်းကျော်ဟန်ကလေးယာထင်းဆိုပြီးတော့အတာ3ယောက်ပေါ့နော်သူတို့3ယောက်စီမှာတစ်ကွင်းကတယောက်တစ်ခုစီရှိရဲအဲ့ဒီတစ်ကွင်းနေအကြောင်းဟိုရိုက်ပြရင်လည်းပရိသတ်တွေမသိသေးတဲ့အရာလေးပါတခါသိသွားမယ်စကားလေးပါဗျာဒီကားထဲမှာကိုယ့်ရဲ့ character အနေနဲ့ဆိုရင်ဘယ်လိုလေးတွေ့နေရလဲဟုတ်ဒီကားထဲမှာအဲ့ဒီဟိုကိုထန့်အောင်ရှာရင်ရယ်ကိုခွန်သားချူရယ်နောက်ထပ်အဲ့မင်းသမီးလေးရဲ့ ဟိုတစ်ကွင်းတွေကိုကျွန်တော်ကအဲ့လိုဂျားရဲရနေနှောက်ရမဲ့ villain ပုံစံမျိုးလေးပါဟုတ်ဇလန်တွဲထဲမှာအခုရေးထားချင်းနေတယ်ဘယ်လိုမျိုးဒါပါမဲ့သွားဖို့ရှိတယ်ဟိုကိုခွန်သာချိုးရဲ့ဇလန်တွဲတိုင်းကတော့ကျွန်တော်ဘယ်ဇက်ဝင်တရေးပြတာများတယ်ညတော့အဖြစ်ပေါ့နော်ဒီတော့ဒီကားလေးမှာလည်းရေးဖြစ်မှာပါဟုတ်ကိုခွန်သာချိုးနဲ့ကြတော့ဘယ်လိုမျိုးလေးဒါဖြတ်ဖြစ်သွားတာဟိုသူကကျွန်တော်စီကိုအဲ့လိုဒီသရုပ်ဆောင်နေနဲ့လာမှုပဲနဲ့တချင်းနေနေနဲ့လာတာတချင်းအနေနဲ့လာပြီးတော့မှတပုတ်ပြီးတပုတ် ကျွန်တော်လည်းပေါ့နော်ဟိုအပုတ် 20ကျော်နီးပါးလောက်ဆိုရင်ဆိုပြီးတော့နေမှဒီသရုပ်ဆောင်လောကကိုကိုကဂီတလောကကိုဆွဲခေါ်တယ်သူကကိုသရုပ်ဆောင်လောကကိုဆွဲခေါ်တယ်အဲ့လိုပုံစံမျိုးလေးပါချင်းရေးတာလည်းအပိုင်းကဘယ်လိုရောက်စပြီးတော့ဒါရလာရောက်ကိုရောက်ခဲ့ပါလဲ။ဟုတ်။2016 Melody War ကအဆိုပြိုင်ပွဲကနေမှဒီလမ်းကြောင်းပေါ်ရောက်ရင်းနဲ့မှအဲ့လိုတချင်းကလည်းဟိုတချင်းတပုတ် ထုတ်ဖို့ဆိုလို့ရင်အချိန်တစ်ခုပေးရတဲ့အပေါ်မှာကိုယ့်အကူသချင်းလေးရေးရေးထားတဲ့အခါကျောသချင်းတွေကပူလာပူတဲ့အပေါ်မှာအဲ့လိုကိုယ်နဲ့ဟိုခင်တဲ့အမှုပညာရှင်တွေကိုပေးဆိုလိုက်အဲဆိုရင်းနဲ့မှဒီလိုပဲသချင်းရေးတဲ့ဘက်ကိုပူများသွားတာပါဒါမှမဟုတ်ဒီဘောပြန်ငယ်တော့မှဆိုအမှတ်တရရေဘယ်လိုမျိုးလေးရှိလဲဒါပြိတ္တတွေပြန်မိမှတ်မိအောင်လေးဒါအမှတ်တရပြီးပြောပြပါအောင်အမှတ်တရတော့ဟိုကိုအရန်ကြိုက်တဲ့ဒိုင်ပေါ့နော်အနေနှွေးယူဝင် နဲ့တအားဆုံးခြင်းနဲ့သူများတွေကတော့ဒီပြိုင်ပွဲဝင်တဲ့အချိန်မှာအန်ဒီဂျွိုက်စ်ကိုအရင်ကြောက်ကြရတယ်ဒါပေမဲ့ကိုကအန်ဒီနဲ့ဆုံခြင်းတာဟိုဒိုင်းရ၄ယောက်ရှိတာကိုဆီယာရဂျီရယ်ဆီယာမြေမိုးရယ်အန်ဒီဂျွိုက်စ်ရယ်အဲပြီးတော့နောက်တစ်ယောက်ရှိတာပေါ့နော်အဲ့ဒီပုံမှာကိုပြိုင်တဲ့အချိန်မှာကို comments ပေးတဲ့လူကအန်ဒီဂျွိုက်စ်ဖြစ်စေခြင်းတာကိုကဘာလို့လဲဆိုတော့သူစီကကောင်းတာဆိုးတာကိုကြားခြင်းတယ်ဒါပေမဲ့တော်တော်များများကတော့ပြိုင်ပွဲဝင်တော်တော်များများကတော့အန်ဒီနွေးကြီးဝင်တဲ့ဟို ပါလေကောမန့်ပေးခံမှာကြောက်တယ်ဒါပေမဲ့ကိုကအန်တီကိုချစ်ကိုချစ်တယ်အဲ့ကကြတော့ပြိုင်ခဲ့သမျှဟိုပွဲစဉ်ကာလတစ်လျှောက်လုံးကလည်းအန်တီကောမန့်ပေးတာကိုပဲခံခဲ့ရတယ်ပြဟုတ်ဘလို့ကောမန့်လေးတွေပြန်ကြားခဲ့ရတာမျိုးလေးရှိတယ်အကုန်လုံးပတ်သက်ပြီးမှတ်ရဆိုရင်အန်တီကသူကြိုက်တဲ့ဟိုဒေသန်ရှင်ထဲမှာပါတယ်ဆိုပြီးတော့ကိုကောမန့်ပေးတဲ့အပေါ်မှာတအားကြီးကိုဝမ်းသာခဲ့ရပါတယ် ဆိုအဲ့နောက်ပိုင်းတော့အခုပြန်ထူချောင်းမှုတွေနဲ့ဆိုတာအနုပညာလှူချောင်းဘယ်လိုရီဆက်ပြီးတော့သွားခဲ့ရရှိရှင်အဲ့နောက်ပိုင်းကနေစပြီးအဆိုရာနဲသွားပြီးတော့ဒီရုပ်ရှင်ဇက်ဝင်တေးတွေအဲ့လိုဇလန်းတွန်းဇက်ဝင်တေးလေးတွေရေးဖြစ်တာပုံများပါဘောနော် ကိုတိုင်းဆိုတာလေးလည်းရှိတယ်ဒါပေမဲ့ရေးပြီးဖြစ်တာပုံများတော့ပါဘောဟုတ် ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒီကျင်းတဲ့မယ်လေးကြောင့်ရတာအဲ့ဒါမှမိုးကျသွားစေဘူးဒါကျင်းစနားထောင်လိုက်ရင်တော့ဒါခစားမှုတွေကဒါအားရဖြစ်စေတယ်ဟုတ်တယ်လောကကြီးမှာဖြစ်လေးဖြစ်တာရှိတဲ့ဟိုအကျဉ်းတန်တရားခေါင်းပါမှုတွေတယောက်နဲ့တယောက်မလုံမုံတာမှုတွေအဲ့ဒီပုံမှာဟိုအသက်ရှူကျက်လာတဲ့ပုံမှာဘလို့ထွက်ပေါက်နေနဲ့ဟိုပြင်ဆင်ရမလဲဆိုတဲ့အကြောင်းအရာလေးရေးထားတဲ့ခြင်းလေးပါဟုတ်ကဲ့ဒီမိုင်ရဲ့အားရမှာဆိုလို့ရှိရင်ဟုတ်ဒီခြင်းလေးကအဲ့လိုအမားရဲ့ ကားတွေကဟိုဇက်ဆောင်ပြတဲ့ဖို့တာလေးပေါ့နော်ကိုခွန်သာချူရဲ့ဘဝရဲ့ပြီးလို့ရှိရင်ဟိုမျက်နှာဖုံးမျိုးမျိုးဟိုဟန်ဆောင်နဲ့မျက်နှာဖုံးမျိုးမျိုးရဲ့အဲ့လိုတယောက်နဲ့တယောက်မလိုမုန်းထားမှုတွေအကြောင်းလေးကနေဘလို့ယုံထွက်မလဲဆိုရဲအကြောင်းလေးရေးထားတာပေါ့အခုကျွန်တော်တို့အရိုက်ကွေးလုပ်မယ်ဝိဇာသိကွင်းဆိုရဲဇကားလေးကိုအားပေးပါလက်ရှိမှာလဲအမအေးဆိုရဲဇလန်တွဲလေးရဟေးပလေးရဲ့ Fortune TV မှာပြနေပါတယ်အဲ့ကားလေးထဲမှာလဲကျွန်တော်တည်ုပ်ဆောင်လာတဲ့အပိုင်းလေးလာပါတော့မယ်လို့ ပြောရင်လည်းနှုတ်ဆက်ချင်ပါဗျာ